တာမန် MRTV ဘဝန်တန်ဘွားကနေနိုင်ငံကျော်မင်းသမီးတွေကိုခေါင်းခေါက်ရွေးတွဲနိုင်လောက်အောင်ကြည်ကြည်တဲ့ချမ်းသာလာရတဲ့ကိုရွှေမင်းရဲ့အနောက်ွယ်ကအကြောင်းရင်းလက်တလုံးပြည်သက်တွေကြားမှာပွဲဖြစ်နေပြီးတော့ပြည်သက်စေဝန်ဆောင်မှုခံနေရတဲ့မင်္ဂလာပွဲတစ်ပွဲရှိပါတယ်။မင်္ဂလာပွဲကိုအများနဲ့မတူနာမည်ကြီးရုပ်ရှင်ကားတွေရဲ့လူကြိုက်များတဲ့ဇဝင်ခံတွေကိုပြန်လည်တရုပ်ဆောင်ပုံဖော်ရည်ကူးခဲ့တာကြောင့်လူအများစေဝန်စားခဲ့ကြသလိုဘသူလဲဆိုတော့ကိုပါသိချင်စိတ်ပြင်းပြခဲ့ကြတဲ့အထိပါပဲ။နိုင်ငံကျော်အကယ်ဒမီဆွရှင်နေတာမကအမှုပညာရဝင်းကလူတွေကိုပါတွေ့မြင်ရတာကြောင့်လဲ လူပညာလောကမှာအရှင်ဝါကြီးမားတဲ့ပုံကိုတယောက်ဆိုတော့ကိုတော့အားလုံးကယိမ်မိကြကြပါတယ်။ဟုတ်ပါတယ်ရှင်။အများနဲ့မတူမင်္ဂလာဝဲကိုကျင်းပခဲ့တဲ့သူကတော့ကိုရွှေမန်းလို့ခေါ်တဲ့ကိုဝေမင်းမောင်ပဲဖြစ်ပါတယ်။အလူပညာလောကမှာတော့ဩဇာတိတ်ကမကြီးမားသူတယောက်ဆိုလည်းမမားပါဘူး။သူ့ကိုအမှုပညာသမားတွေကတော့လူရိုးလူအေးတယောက်မို့လူမျိုးကြီးပဲလောက်တော်မယ်လို့ပဲထင်ထားကြကြတာလို့သိရပါတယ်။ကိုရွှေမန်းကနာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေပြည်သက်အကြိုက်ဇလန်တွဲများစွာကိုထုတ်လုပ်တဲ့ ပရိုဂျူဆာတယောက်ပဲဖြစ်ပါတယ်။တခြားသောထုတ်လုပ်သူတွေနဲ့လည်းလုပ်ငန်းပေါင်းများစွာလုပ်ကိုင်နေသူဖြစ်လို့အမှုပညာလောကထဲမှာတော့အရှင်ဝါကြီးမားသူတယောက်ပဲဖြစ်ပါတယ်။ဝမ်မုံရွှေရဲ့ခင်မွန်းကိုနိုင်ဖြူကျော်နဲ့လည်းလုပ်ငန်းတော်တော်များများမှာရှယ်ယာပါဝင်လုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်။ဒါပြင်တခြားသောစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်တာကြောင့်ငွေကိုရည်လိုသုံးနိုင်တဲ့အနေအထားမျိုးမှာရှိနေသူတယောက်ဖြစ်ပါတယ်။ဒါကြောင့်လေသူရဲ့မင်္ဂလာပွဲကိုငွေသိမ်းပေါင်းတောင်းချီအကုန်ကျခံကကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ထိတ်တန့်အစိုးရကိုယ်တိုင်ကိုရွှေမဲရဲ့မင်္ဂလာပွဲမှာ က်ခံဖြုတ်ပြပေးခဲ့ကြသလိုထိတ်တဲ့အမှုပညာရှင်နဲ့အကုန်နီးပါးဝန်းရံအားပေးခဲ့ကြတဲ့အထိပါပဲ။ အကယ်ဒမီဆုရှင်တွေကိုလည်းဒီမင်္ဂလာပွဲမှာအလုံးတွေးကြရမှာဖြစ်သလိုအနုပညာရှင်သမားတိုင်းမဖြစ်မနေတယောက်ရတဲ့ပွဲလူကိုဖြစ်နေခဲ့တဲ့အထိကြီးကျယ်ခမ်းနားလွန်းနေခဲ့တာကတော့အမှန်ပါပဲရှင်။ဒီလိုမျိုးချမ်းသာကြွားပြီးတော့အရှင်ဝါကြီးမားပါတယ်ဆိုတဲ့ကိုရွှေမန်းကအရင်အချိန်ကတော့ MTV4 ဝန်ထမ်းတယောက်ဖြစ်ခဲ့သူပါ။စီးပွားရေးမှာအရေးချင်းရှိပြီးတော့အကွက်မြင်ကကြိုးစားလာခဲ့တာကြောင့်ချမ်းသာကြွားတဲ့တရေတူဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အနုပညာလောကမှာလည်းထောက်လုပ်သူ producer အဖြစ်စကားပေါင်းများစွာကိုထောက်လုပ်နိုင်တဲ့အထိအောင်မြင်ချမ်းသာလာခဲ့ပါတယ်။အချိန် နာကျွမ်းမအောင်မြင်ချမ်းသာကအနုပညာလောကမှာကိုရွှေမန်းဆိုပြီးတော့ထိတ်တန်းနေရာတစ်ခုကိုရရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ကိုရွှေမန်းအနေနဲ့မော်လ်ဒယ်ရီမင်းသမီးတွေနဲ့လည်းထဲလဲတွဲနိုင်တဲ့အထိအနုပညာလောကမှာကြီးစိုးနိုင်ခဲ့ပါတယ်။ဒီလိုမျိုးချမ်းသာကြွားလာချိန်မှာတော့အရင်တုန်းကလက်တွဲခဲ့တဲ့ချစ်သူမင်းသမီးလေးတန်တာမိုးသိန်းကိုပလစ်ပြီးပညာတတ်ဆရာမလေးနဲ့လက်ထပ်မင်္ဂလာပွဲကျင်းပလိုက်တာပဲဖြစ်ပါတယ်။လေးနှစ်ကြာကာလအတွင်းလူပြုံမှုတွေနဲ့ပေးဆက်ကချစ်ခင်ရတဲ့တန်တာမိုးသိန်းအတွက်ပြည်သက်တွေကတော့စိတ်မကောင်းဖြစ်ခဲ့ကြရတဲ့အထိပါပဲရှင်။အခြေတဲ့မ ထွက်ခဲ့တဲ့တန်တာမိုးသိန်းကကိုရွှေမလက်ထက်တဲ့အချိန်မှာတော့သူမတို့နေရောင်ရဲ့သတင်းအမှန်ကိုဖွင့်ဟပြီးတော့ပြပြခဲ့တာပဲဖြစ်ပါတယ်။ ဒါကလည်းသူမအပေါ်မှာမဟုတ်မမှန်တဲ့စကားတွေနဲ့ထုတ်နှက်နေကြတာဖြစ်လို့ live flat ကပောက်ကွဲပြီးတော့မျက်ရည်တွေနဲ့ဖြစ်ရှင်းခဲ့ရတာဖြစ်ပါတယ်။သူတို့ဘာမင်္ဂလာယူနေချိန်မှာတန်တော်မှုသိမ့်ဘက်ကလည်းအေးဆေးနေခြင်းနေပေမဲ့ကိုချင်းမစားမနာဘဝဝင်ပြောဆိုမှုတွေကြောင့်အခုလိုအများသိအောင်ပြပြလိုက်တာပဲဖြစ်ပါတယ်။လင်းနေတာကာလာမှာကိုရွှေမန်းရဲ့ကောင်းချင်းစူးချင်းတွေကိုလက်ခံပြီးတွဲပြီးခဲ့ပေမဲ့အခုတော့ဆယ်အောင်မလေးနဲ့လက်ထက်သွားခဲ့ပြီးပဲဖြစ်ပါတယ်။အချစ်စစ်ဆိုတာတကယ်ရောရှိသေးရဲ့လားဆိုတာမိယူရတော့မယ်အနေထားပါမယ်နော်။ MRTP ဘဝဝန်တန်းဘွားကနေကြည်ကြည်တဲ့ချမ်းသာလာရတဲ့ကိုရွှေမန်း နဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရောဘယ်လိုထင်မြင်လဲဆိုတော့ကွန်မန့်မှာပြောခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့တော်လည်းကျေးဇူးတင်ပါတယ်ရှင်